ဘီးစုပေါင်း16လုံးပြီးသွားပြီဆိုတော့ဒီနေ့ကပါလဲဆိုဘီးနဲ့တွဲပြီးရေးမယ်ဘာကြီးအကြောင်းလာမလဲဆိုတော့တရ၄အကြောင်းလာပါမယ်တရပေါ့နော်တရ23လုံးရှိတယ်တရ23လုံးကိုလည်း2မျိုးခွဲမယ်မူရင်တရ10လုံးပေါင်းစပ်တရ23လုံးစုစုပေါင်း20နဲ့တလုံးရှိမယ်အဲ့တော့မူရင်တရ10လုံးကိုကြည့်ကြည့်အောင်အာယာဒီလိုတွားခဲ့မယ်နော်အာယာအိုယိုအူယိုအူယူအီဆိုပြီးတွားခဲ့မယ် အဲ့တော့ဒီမှာပြောပြထားတယ်အလယ်မြင်တစ်ချောင်းပါခင်အလယ်မြင်တစ်ချောင်းနဲ့ပါတယ်ဆိုလို့ရှိရင်အအတန်ထွက်မယ်အလယ်မြင်နှစ်ချောင်းပါရင်ရအတန်ထွက်မယ်လို့ပြောထားတယ်ဒါကြောင့်ဒီမှာကြည့်အောင်ဒီမှာမြင်တစ်ချောင်းနဲ့ဒါဆိုပါတယ်ထွက်အာဒီမှာမြင်နှစ်ချောင်းဆိုတော့ရဒီမှာမြင်တစ်ချောင်းနဲ့ဆိုတော့အောမြင်နှစ်ချောင်းဆိုတော့ယောမြင်တစ်ချောင်းနဲ့ဆိုအိုမြင်နှစ်ချောင်းဆိုယူမြင်တစ်ချောင်းနဲ့ဆိုအိုမြင်နှစ်ချောင်းဆိုယူမြင်တစ်ချောင်းနဲ့ဒီမှာဒါဆိုရင်အော့တို့ဆိုရင်အေးအဲ့လိုမျိုးရေးထားတယ် ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်ကြည့်အောင်အဲ့တော့အဲ့အထည်ကိုဘယ်ရင်တက်ဖြတ်သွားရအောင်ဟုတ်ပြီဒါဆိုရင်ဒီတရရဲ့ရင်းနှီးမှတ်နေလေးကိုဆရာမနဲ့တီချင်းနဲ့တို့တို့တွားကြည့်ကြည့်အောင်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်အောင်အဲ့တော့တရကစုစုပေါင်း20တလုံးတရ20လုံးနေရာမှာမူရင်တရ10လုံးကိုအရင်သွားမယ်ဒါဆိုလို့ရှိရင်ကြည့်အောင်အဲ့တော့ဘောကနေအောက်ကိုဆွဲမယ်အလဲမှာဒေရနေညာကိုဆွဲမယ်ဒါဆိုသူ့ကိုဘာလို့ခေါ်မလဲအာလို့ခေါ်မယ်ဟုတ်ပြီဒါကိုဘာလို့ခေါ်မလဲအာ ဒါဆိုရင်ကြည့်ရအောင်ဒါဆိုဒီစလုံးလေးကိုကြည့်မယ်အဲ့ဒီအဆိုတဲ့ပြီးလေးကိုခဏထားမယ်ဒါဆိုဒီမှာရီချဆိုတဲ့တရလေးရပါမှာရှိမှာအနောက်မှာရှိမယ်အနောက်မှာရှိမှာဖြစ်တဲ့အတွက်ဒီရဲ့မြင်းချောင်းလေးလည်းအနောက်မှာထားမယ်ဒါဆိုရင်အလို့မှတ်ပြီးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ကြည့်ရအောင်ဒီမှာမြင်းချောင်းနဲ့ဆိုပါလို့ထွက်အဟုတ်ပြီဒါဆိုရင်မြင်းလေးကိုအပေါ်ကနေအောက်ကိုတက်တက်ဆွဲမယ်ဒါလည်းအဲ့ပဲဆွဲမယ်နော်ပြီးဘေးကနေညာဘေးကနေညာ မြင်းနှကြောင်ဆွဲမယ်ဒါဆိုမြင်းနှကြောင်နဲ့တော့ကအအတန်ထွက်မယ်လို့ပြောထားတယ်မြင်းနှကြောင်ဆိုပါတယ်ရအတန်ထွက်ရမယ်အဲ့တော့အတူတူပဲဒါဆိုရင်မြင်းလေးကဒီမြင်းနှကြောင်ကဘာမှရှိမှာအနောက်မှာရှိမယ်အနောက်မှာဖြစ်ရှိမှာဖြစ်တဲ့အတွက်ရေးချလိုက်ထည့်လိုက်မယ်ဒါဆိုရင်ရဖြစ်သွားတယ်အဲ့တော့ အပေါ်နေရာကိုဆွဲမယ်ဘေးကနေညာကိုဆွဲမယ်ပေါ်နေရာကိုဆွဲမယ်ဘေးကနေညာကိုဆွဲထားတယ်နောက်ဆိုရင်အဲ့တော့မြင်းလေးတွေကိုကြည့်မယ်အနောက်မှာရှိမယ်အနောက်မှာရှိတဲ့မြင်းရတစ်ကြောင်လေးဆိုအာအနောက်မှာရှိရင်မြင်းရတစ်ကြောင်ဆိုယာအဲ့လိုလေးတွဲမှတ်ပေးမယ်အဲ့တော့မတ်ရမှာကဒီရေးချဆိုတာလေးကအနောက်မှာရှိနေတာဖြစ်တဲ့အတွက်ဒီမြင်းလေးတွေကိုလည်းအနောက်မှာထားပေးမယ်ဒါဆိုရင်မြင်းလေးတွေကအနောက်မှာရှိနေရင်ရေးချတန်ဖြစ်တဲ့အာတစ်ကြောင်လေးဆိုအာနှစ်ကြောင်ဆိုရင်ယာ အဲ့လိုထွက်ပေးမယ်။ဒါဆိုရင်အာရနှလုံးရသွားပြီ။ဒါဆိုရင်နောက်တစ်ခုသွားကြည့်ရအောင်။ဘယ်အနေညာအပေါ်ကနေအောက်ဟုတ်ပြီဒါဆိုရင်ကြည့်ကြည့်ရအောင်။အဲ့တော့မြင်းလေးကအလေမြင်းလေးကဘယ်မှာရှိနေ?အလေမြင်းလေးကအရှိမှရှိနေ။ဒါဆိုသူ့ကိုဘယ်လိုပြောမလဲ။သူ့ကိုအော်လို့အတန်ထွက်မယ်။အော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်အောင်။ဟောဒီအာဆိုတဲ့အာဆိုတဲ့ဘီးလေးရဲ့အရှိမှဘယ်သူရင်လာလဲ။တဝေထိုးလေးရင်လာထားတာဆိုရင်ဒီမြင်းလေးကအရှိမှရှိမယ်။အော် ။ဟောပေးတယ်ဆိုလို့ရှိရင်မြင်ရတရားနေညာတရားနေညာဘောနေအောင်ဒါဆိုမြင်းနှကြောင်းဆိုပါနဲ့ထွက်မယ်။ရောဆိုပြီးတော့မှထွက်မယ်။မြင်းနှကြောင်းနဲ့ဆိုအော်မြင်းနှကြောင်းဆိုရင်ရောလို့ထွက်မယ်။ဟောမနော်အဲ့တော့မြင်းနှကြောင်းဆိုရင်ရပလက်တန်ထွက်ရမယ်။အဲ့တော့ရပလက်တန်ဆိုတော့ရောလို့ထွက်ပြရမယ်။ အဲ့တော့ဒါဆိုရင်ဒီမှာကြည့်အောင်ဒီမှာဆိုရင်သွေထိုးလေးကဘယ်မှာရှိရရှေ့မှာရှိတယ်။အော်ယောအော်ယောဆိုသွေထိုးကရှေ့မှာရှိတယ်။ဒါကြောင့်မြင်းလေးတွေကရှေ့မှာရှိပြရမယ်။အာယာအာယာဆိုရင်ရေးချဘာမှာရှိအနောက်မှာရှိရဒါကြောင့်မြင်းလေးတွေကအနောက်မှာထားမယ်။အာယာအော်ယောရမလား။ဟုတ်ပြီဒါဆိုအာယာအော်ယောရပြီဆိုရင်နောက်တစ်ခုသွားရအောင်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အပေါ်ကနေအောက်ကိုဆွဲဆွဲပြီးရင်ဘယ်ကနေညာမြင်းလေးပိတ်လိုက်မယ်။ဒါဆိုရင်ဒီမြင်းချောင်းလေးကဘာမှာရှိလဲ။အပေါ်မှာရှိနေတယ်။ ါဆိုသူ့ကိုဘာလို့ခေါ်မလဲဆိုရင်အိုးလို့ခေါ်မယ်ဟုတ်ပြီဒါဆိုရင်ကြည့်ကြည့်အောင်ဒီအဆိုတဲ့ဘီလေးရဲ့အပေါ်မှာဒီမှာလုံကြီးတင်လေးရှိနေလုံကြီးတင်လေးရဲ့အပေါ်မှာရှိနေဒါကြောင့်မြင်းလေးရလည်းဘာမှရှိမယ်အပေါ်မှာရှိနေအပေါ်မှာမြင်းနှကြောင်းဆိုရင်အိုးဟုတ်ပြီဒါဆိုရင်အပေါ်မှာအပေါ်ကနေအောင်အပေါ်ကနေအောင်မြင်းနှကြောင်းဆွဲပြီးအောက်ကနေဘယ်ညာမြင်းလေးပြန်ပိတ်ဒါဆိုရင်ဒီလိုမြင်းနှကြောင်းကအပေါ်မှာရှိနေပါဖြစ်မှာရပလက်တန်ထွက်မှာဖြစ်တဲ့အတွက်ယူဖြစ်တော့မှာပေါ့ယူ O U ဟုတ်ပြီဒါဆိုရင် ကြည့်အောင်အဲ့တော့နောက်တစ်ခုကဘယ်ကနေညောင်းဆွဲမယ်ပြီးရင်အပေါ်ကနေအောက်ကိုဆွဲမယ်ဒါဆိုမြင်းလေးရောက်မှာရှာအောက်မှာရှိရင်အောက်မှာရှိရင်သူ့ကိုဘာလို့ခေါ်မလဲဆိုရင်သူ့ကိုဦးလို့အတန်ထွက်မယ်အောက်မှာရှိရင်ဘာလို့ထွက်မလဲဦးလို့အတန်ထွက်မယ်ဟုတ်ပြီဒါဆိုရင်ကြည့်အောင်အဲ့တော့အာယာအော်ယော ဟူယူဦးမြင်းကြောင်နဲ့ဆိုဦးဒါဆိုရင်ဒီမှာကြည့်အောင်ဟောဒီအဆိုတဲ့ဖြီးလေးရဲ့အောက်မှာနှချောင်းငယ်လေးရပါမှာအောက်မှာရှိနေဒါကြောင့်မြင်းလေးရတယ်ပါမှာရှိမယ်အောက်မှာရှိရမယ်ဦးဟုတ်ပြီဦးပြီးတော့ရင်မြင်းကြောင်နဲ့တော့ကဦးဒါဆိုရင်မြင်းနှချောင်းဆွဲလိုက်မယ်မြင်းကြောင်ဆွဲလိုက်မယ်မြင်းကြောင်ဆွဲလိုက်ပါဖြစ်တော့မှာယူဖြစ်သွားမှာပေါ့မြင်းကြောင်ရပလက်တန်ထွက်ရမယ်လို့ပြောထားတာဖြစ်တဲ့အတွက်နှချောင်းဆိုရင်ယူဖြစ်သွားမယ် ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့တော့မြင်းနှကြောင်းကဘာမှရှိတယ်အောက်မှာရှိတယ်အောက်မှာရှိတာမို့လို့သူ့နာမည်က you ဟုတ်ပြီအာယာအောယောအူယောအူယူဒါတော့ပြီဒါဆိုရင်နောက်တစ်ခုနောက်တစ်ခုကအဲ့တော့ဗာလဲဆိုရင်ဘေညာမြင်းနှကြောင်းနေဘေညာမြင်းနှကြောင်းနေဆိုသူ့ကိုဘာလို့ခေါ်မလဲဆိုရင်အဲ့တော့ဒီမှာကတော့အတန်ထွက်ရလွယ်ကူအောင်သူ့ကိုဘာလို့ထွက်မလဲဆိုဟုတ်ဆိုပြီးတော့မှထွက်လိုက်မယ် ါမနော်အဲ့တော့တချို့ကဥဆိုပြီးတချောင်းငင်တန်းနဲ့ထွက်ကြတယ်တချောင်းငင်တန်းနဲ့ထွက်ထွက်ကြတယ်။နောက်ဒီဥဆိုပြီးတော့မှလည်းအတန်ကိုဖွင့်ပြီးထွက်လိုက်တယ်။အမနီတော့အဲ့ဒီဥနဲ့ဥနဲ့နှစ်ခုကြားတဲ့ကအတန်ဟုတ်တယ်မဟုတ်။အော်အော်ဆိုပြီးတော့မှဒီလေချောင်းတန်းနဲ့ထွက်ပြရမှာ။အဲ့တော့ဒါပေမဲ့ဒီမှာကတော့အတန်ထွက်ရလွယ်ကူအောင်ဥဆိုတဲ့အတန်နဲ့ထွက်ပြလိုက်မယ်ဆရာမတော်။ဟုတ်ပြီဒါဆိုရင်ဘယ်ညာမြင်းချောင်းနဲ့ဆိုပါလို့ခေါ်မယ်။ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကအပေါ်အမြင်းချောင်းနဲ့ဆွဲမယ်။ အပေါ်အမြင်ကြောင်လဲဆိုပါလို့ထွက်မလဲဆိုရင်သူကို e လို့ဆိုပဲ o e ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်ရအောင်ဟုတ်ပြီဒါဆိုလို့ရှိရင်ပြန်ပြောအာရာ o y o u y o u y o e အဲ့တော့မိုက်ရအောင်ဒီ channel လို့အာရာအာရာဆိုရင်မြင်ရပမာရှိရမှာရေချာအနောက်မှာရှိရဖြစ်တဲ့အတွက်မြင်ပမာရှိရမယ်အနောက်မှာရှိရမယ်မြင်တဲ့ကြောင်လဲဆိုအာတယ်မြင်တဲ့ကြောင်ဆိုရှာ အာယာဟုတ်ပြီဒါဆိုအော်ယောလို့ပြောမယ်အော်ယောဆိုတဝေထိုးရပါမှာရှိအာပြီးလေးရဲ့အရှိမရှိရဒါကြောင့်မြင်းကိုပမာထားအရှိမထားမြင်းတကြောင်လဲဆိုအော်အရှိမမြင်းတကြောင်လဲဆိုအော်အရှိမမြင်းတကြောင်ဆိုရင်ယောအော်ယောဟုတ်ပြီနောက်တစ်ခုကအိုယိုအိုလို့ပြောလိုက်ပြီဆိုလုံးကြီးတင်ရပါမှာရှိမယ်အပေါ်မှာရှိမယ်ဒါဆိုအပေါ်အမြင်းလေးဆိုပြီးပိတ်ထားတာမြင်းလေးကအပေါ်မှာရှိရမယ်အပေါ်မှာမြင်းတကြောင်လဲဆိုအိုအပေါ်မှာမြင်းတကြောင်ဆိုရင်ယောအိုယောဟုတ်ပြီနောက်တစ်ခုကဘယ်ညာမြင်းတကြောင်ဆွဲမယ်ပြီးရင် အပေါ်အမြင်ကြောင်ဆွဲမယ်ဒါဆိုရင် OU ယူပြီးတော့ OU ယူလာမယ် OU ပြီး OU ယူဟုတ်ပြီဒါဆို OU လို့ပြောလိုက်ပြီဆိုတော့နှချောင်းငင်ကအပြီးလေးရအောင်မှာနှချောင်းငင်ရှိရဒါဆိုမြင်းလေးရအောင်မှာရှိမယ်မြင်းနှချောင်းလဲဆို OU မြင်းနှချောင်းဆိုရင် U နောက်ကဘယ်ညာမြင်းနှချောင်းလဲဆိုဘလို့အတန်ထွက်မယ်ဟုတ်အပေါ်အမြင်နှချောင်းဆိုရင် E အာယာအိုယိုအိုယိုဘူယူအိုအီအဲ့လိုမျိုး ဖတ်ရပါမယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ရင်းနှီးလေးတွေကြည့်ကြည့်အောင်။အဲ့တော့အာဝရေးမယ်ဆိုရင်ကြည့်အောင်။အဲ့တော့စာရေးနေရပြောထားပြီးသားအပေါ်အောက်ဆွဲမယ်၊ဘယ်ညာဆွဲမယ်။ဟုတ်ကဲ့ပြောင်းပြန်နေပြန်မဆွဲဒါဆိုလို့ရှိရင်ကြည့်အောင်။အာဝရေးမယ်။အာရေးတဲ့ခါကျရင်အပေါ်အနေအောက်ကိုဆွဲမယ်ပြီးရင်ဘယ်အနေညာကိုဆွဲမယ်။ဒါဆိုရင်အာဟုတ်ကဲ့ဒါဆိုရင်သူကတစ်ချက်ဒီမှာနှစ်ချက်ဟုတ်နော်အာ အာကိုဆွဲတဲ့အခါကျရင်အဲ့လိုဆွဲမယ်။ဟုတ်ပြီနောက်တစ်ခုကအားပြီးတော့ရင်ရာကိုဆွဲမယ်။ရာကိုဆွဲတဲ့အခါလည်းအဲ့လိုပဲအပေါ်အောင်မြင်းကတစ်ချက်။ဘေးညာဒါဆိုရင်နှစ်ချက်။ဟုတ်ပြီနောက်တစ်ခါဘေးညာထပ်ဆွဲမယ်။ဟုတ်ပြီနောက်ရာကိုဆွဲရင်3ချက်ဆွဲရမယ်အာရာဟုတ်ပြီအော်ကိုဆွဲမယ်အော်ကိုဆွဲတဲ့အခါဘေးညာအရင်ဆွဲမယ်ဒီမှာတစ်ချက် ရင်ဆွဲမယ်ပြီးပြီဆိုမှအပေါ်ကနေအောင်ဒီနောက်ကနေတစ်ချက်ဆွဲမယ်အဲ့တော့ဩဆွဲတဲ့ခါကျရင်နှစ်ချက်ဟုတ်ပြီဒါဆိုရင်ရောကိုဆွဲမယ်ရောကိုဆွဲတဲ့ခါလည်းအတူတူပဲပညာတစ်ချက်ပညာတစ်ချက်ဆိုဒီမှာနှစ်ချက်ရှိသွားမယ်ပြီးရင်အော်အောင်မြင်လေးဆွဲမယ်ဒါဆိုပြန်တစ်ချက်ဖြစ်တော့မယ်ရောဆွဲရင်၃ချက် အာယောယောအူဆွဲမယ်အပေါ်ကနေအောက်ကိုဆွဲမယ်ဒီမှာတစ်ချက်ပြီးရင်ပညာမြင်ဆွဲမယ်အဲ့တော့နှစ်ချက်ယူဆွဲမယ်တူတူပဲပေါ်ကနေအောက်တစ်ချက်ပေါ်ကနေအောက်တစ်ချက်ဒါဆိုဒီမှာနှစ်ချက်ရှိသွားမယ်ပြီးရင်ပညာမြင်ပိတ်တာတစ်ချက်ဒါဆိုရင်ယူဆွဲရင်လည်း 3ချက်ဆွဲရမယ်အဲ့တော့ရေးတဲ့အခါတော့ထိပြီးတော့မှရေးရမယ်အပေါ်အောင်အပေါ်အောင်ဒီလိုမျိုးထိပြီးတော့ရေးရမယ်ယူဟုတ်ပြီလားဆိုရင်နောက်ဥဥဆွဲတဲ့အခါဘယ်ကနေညာကိုတစ်ချက်ပြီးရင်အပေါ်ကနေအောင်ဆွဲရတစ်ချက်ဒါဆိုရင်ဥကိုဆွဲရင်နှစ်ချက်ဟုတ်ပြီ U ကိုဆွဲမယ်ဘယ်အနေညာတစ်ချက်အပေါ်ကနေအောင် ဒါဆိုရင်နှစ်ချက်ဖြစ်သွားမယ်ဒါဆိုနောက်ထပ်တစ်ခုအပေါ်ကနေအောက်ဒါဆို u ကိုဆွဲရင်၃ချက်ဟောနောက်ဘယ်ကနေစဆွဲရမယ်ဆိုရင်ဟာပြောပြပေးတာပြီးရင်နောက်ဘယ်ကနေညာမြင်းတစ်ချောင်းနဲ့ဒါတော့ဗာလဲဆိုရင်ဘယ်ကနေမြင်းတစ်ချောင်းနဲ့ဒါတော့ဟောတစ်ချက်ထဲပဲပြီးရင်နောက်အပေါ်ကနေအောက်မြင်းတစ်ချောင်းနဲ့ပဲဒါလည်းတစ်ချက်ထဲပဲ e 啊呀哦哟哦哟哦哟哦诶，好，比如说，就是那个母婴的那三龙，比多吧比。